မင်္ဂလာပါဗျာကိုကိန်း Chelsea fan page ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ Frank Lampard ပြောခဲ့တဲ့စကားလေးတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ် Frank Lampard ပြောခဲ့တဲ့စကားနှစ်ခွန်းရှိပါတယ်ပထမတစ်ခွန်းကတော့ Chelsea တင်းရဲ့ကိုယ်နေကစားသမား Moises Caicedo ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားဖြစ်ပြီးနောက်ထပ်စကားကတော့ Declan Rice ကိုသူခေါ်ခဲ့ခြင်းတဲ့အကြောင်းပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ကျွန်တော်ကိုင်စီရိုကိုပေးခဲ့တဲ့မှတ်ချက်လေးကိုအရင်စပြီးတော့ဆွေးနွေးကြအောင်။ Moises အခုလောက်ရမယ့်အရာသူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုတစိုင်းမမတ်ထိမ့်သိမ်းထားပြီးနောက်လာမဲ့ဘောလုံးရသည်မှာလဲသူ့အနေနဲ့ Chelsea တင်းမှာအရာခတ်သိမ်းအောင်အနိုင်ယူဖို့ကျွန်တော်မျှော်လင့်နေပါတယ်။ Moises ကို McLeely, Candido နဲ့နှိုင်းယှဉ်ရတာအတိတ်ပဲရှိပါတယ်။တကယ်လဲ Moises Caicedo ဟာ Chelsea တင်မှာအကောင်းဆုံးလှုပ်ဆောင်နေခဲ့တာပါ Moises ရဲ့ကစားဟန်က McLeely နဲ့မတူဘဲကွဲပြားခြားနားမှုတွေရှိပါတယ်နေရာလွတ်တာရှင် Moises အနေနဲ့ဘလို့အတုံးချမလဲဆိုတာကျွန်တော်မြင်တွေ့နိုင်ပါတယ်ဒါကိုလေသူကပြီးခဲ့တဲ့ရာသီကတက်တည်ပြခဲ့ပြီးပါပြီကျွန်တော်အထင်မှာတော့ Moises က Chelsea မှာ Conte နောက်တစ်ယောက်ကိုအစားထိုးပြန်ရလိုက်တဲ့ခံစားချက်မျိုးရရှိနေပါပြီလို့ပြောသွားခဲ့တာပါအဲတစ်ခေါက်တုန်းကတော့ ဒီကိုက်စရိုးကိုလမ်ပတ်နဲ့ကွန်တီပေါင်းထားတဲ့ကစားသမားလို့လေဂျန်တယောက်လားမသိပြောခဲ့ဘူးတယ်ဗျကျွန်တော်အဲ့တည်းကပြောပါတယ်မက်ကလေးလီနဲ့ကသိမ့်မတူဘူးလို့မက်ကလေးလီကဒီပလိုင်းတနေရာမှာနည်းနည်းတမ်ပိုတမ်ပိုထိန်းတာလည်းမဟုတ်ဗျမက်ကလေးလီတို့ကြောင့်လုံးဝ defensive action တီးတန့်ပေးတဲ့ကစားသမားမျိုးဘောလုံးပြန်ရရင်ဘောလုံးလမ်းကြောင်းခွဲဝေပေးတဲ့အပိုင်းဒီမှာမက်ကလေးလီကအရင်မကောင်းဒါမဲ့ defensive action တပေါက်မှာတော့သွားမရှုံနဲ့ McLeely ရဲ့အဲ့ခြေတော့လန်တာတဲ့ stand tackle ကြီးတွေ intercept ကြီးတွေကြောက်စရာကြီးတွေ McLeely ကိုမကောင်းလို့ပြောတာမဟုတ်ကျွန်တော်ရဲ့တေချာမှီခဲ့တော့တိတယ်ဒါမဲ့ဘောလုံးပြန်ရတဲ့အချိန်မျိုးမှာဆိုရင်အဲ့လိုဘောလုံးနဲ့တူဆွဲပြေးသွားတဲ့အပိုင်းမျိုးတွေဘာတွေကကိုက်စီရိုတို့ကပိုကောင်းတယ်ဒါမဲ့လမ်ပတ်လို attacking action ကောင်းပုံမျိုးကြတော့မှီဖို့မလွယ်ဘူးလေလမ်ပတ်ဒီ Premier League ကွင်းလေကစားသမားတွေထဲမှာဂိုးအများဆုံးသွင်းထားတဲ့ကစားသမားကျတော့ လမ်းပတ်နဲ့တူတယ်ဆိုတာကန်ချက်တွေပဲဖြစ်ရင်ဖြစ်လိမ့်မယ်ဒါကလည်းကန်ချက်တူတယ်ဆိုတာကန်ချက်တိုင်းတူတယ်ကိုပြောတာမဟုတ်ရန်ဖန်ရန်ကသွားတူတတ်တဲ့ပုံစံမျိုးပေါ့နော်လမ်းပတ်စွမ်းဆောင်ရင်ပိုင်းတရားခိုင်တော့မှသူလမ်းပတ်နဲ့တူတာ10လောက်ပဲရှိမယ်နဲ့တူတယ်ဗျအထူးကတော့အန်ဂိုလိုနဲ့ပို့တူတာဒါဖရန့်လမ်းပတ်ပြောတာအမှန်ပဲအန်ဂိုလိုဒီခွန်အားကိုအပြူတယ်ခွန်အားဆိုတာထားပါဗျာသူရဲ့ပါဝါဘိုင်းပေါ့ဖစ်စကယ်ဘိုင်းဘာညာဆိုတာထက်အဲ့လိုတက်လုံးအပြည့်နဲ့လိုက်ပြီးတော့ ကစားတယ်မခုမကက်ကစားတယ်အဲ့ဒီဘိုင်းနေမှာအန်ဂိုလိုကွန်တင်နဲ့တော်တော်လေးတူတယ်ဘောလုံးဆွဲပြေးတဲ့အပိုင်းနေပိုကောင်းတယ်ကွန်တင်နဲ့တော့တယောက်နဲ့တယောက်တိတ်ပြီးတော့ကွာဟမှုရှိမယ်လို့မထင်ဘူးဒါကကျွန်တော် Moises ကိုအရင် hype ပြီးပြောနေတာမဟုတ်ဘူးတကယ်တမ်းမှာလဲ Moises ရဲ့ level ကအန်ဂိုလိုကွန်တင်ရဲ့ level ရောက်လာဖို့နည်းနည်းပဲလိုတော့တယ်ဆိုတော့ Frank Lambert ပြောထားတဲ့အခြေအနေမှာနည်းနည်းသတိထားမယ့်အပိုင်းလေးတွေပါတယ်ပေါ့နော်အဲ့ဒါကကိုင်စီတို့ကိုယ်တိုင်လည်းသတိထားဖို့လိုတယ်သူရဲ့စွမ်းဆောင်ရည်တသမတ်တဲ့ထိမ့်သိမ့်နိုင်မှုပဲ သူ့အတွက်အရေးကြီးတာကျန်တဲ့ဘိုင်းနေအရေးမကြီးတော့ဘူးဘာကြောင့်လဲဆိုသူအကောင်ဆုံးခြေသွမ်းဘိုင်းရောက်နေပြီဒီထက်ပိုပြီးတော့ကောင်းဖို့ဆိုတာလည်းမလွယ်တော့ဘူးလက်ရှိချိန်ကမ္ဘာအကောင်ဆုံးကွင်းလေကစားသမားတွေကတယောက်ဗျာအဲ့လောက်ထိကိုတစိမ့်ကတ်နေနိုင်ပြီဒါပေမဲ့တင်းကျိန်နဲ့ဆွမ်းဆောင်ရပြဖို့လိုတယ်မော်ဆက်ကိုင်ဆိုလိုသည်ချက်ကြီးမှာအဲ200ဒီလောက်ရှိသွားပြီတော်တော်လေးကောင်းတယ်နောက်လာမယ့်ဘောလုံးရာသီတွေမှာလည်းကျွန်တော်တို့ပြဿနာထွေထူးမှုရှိတော့ဘူးလို့ယူဆပါရတယ်။ဒဏ်ရာပြဿနာလည်းတိတ်မရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ချက်စီးအနေနဲ့အန်ဂိုလိုကွန်တီတယောက်ကိုပြန်ရလိုက်တယ်လို့ပဲဆိုတဲ့စကားတော့ကျွန်တော်လုံးဝ လက်ခံပါရခင်ဗျာကျွန်တော်ညီကိုတွေရော Moses Kaiser ကိုဘယ်လိုမျိုးအမြင်နေရှိကြသလဲ comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားနိုင်ပါတယ် plus ရယ်မေးဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့ညီကိုတွေဘလိုမျိုးတွေကစားကြနေဆိုရင်ဒါ senior torchet စီမှာမောင်ငါ6 iback ခွန်ရှိကို9သုံးလုံး mistake ကိုမမသက်ဘောနဲ့ unit ball နဲ့တပတ်နှစ်ချိန်နဲ့ယုံကြည်စိတ်ချသွားပြင်းလို့ရပါတယ်အသေးစိတ်သိချင်နေဆိုရင်တော့ဘယ်နံပါတ်3963 1980မှာဆက်သွယ်ဆုံးတဲ့မေးမြန်းလို့ရပါတယ်။ဟုတ်ပြီဒီတစ်ခါ Declarize ကိုပေးခဲ့တဲ့မှတ်ချက်စကားလေးတခုကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်။ ဒါကကို့အတင်းရဲ့ကစားသမားမဟုတ်ခဲ့ဘူးဆိုပေမဲ့လေချယ်ဆီနဲ့အရင်နီးစပ်ခဲ့တဲ့ကစားသမားတယောက်ကိုပေးခဲ့တဲ့မှတ်ချက်ဖြစ်တာရဲ့ချယ်ဆီနဲ့ဟိုပတ်သက်ဆက်နွယ်ဘူးခဲ့တဲ့အဲ့လိုအစင်လာလေးရှိခဲ့တာရဲ့အဲ့တို့ကြောင့်ကျွန်တော်ရွေးပေးလိုက်တာပါဘာကြောင့်လဲဆိုတော့လေ Declan Rice ကိုချယ်ဆီကခေါ်ဖို့စူးစမ်းခဲ့ဘူးတယ်ဒါပေမဲ့ Watson ပြောင်းရွှေ့ကြီးနင်းကန်တောင်းနေတဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ကမဖြစ်မြောက်လာခဲ့ဘူးပေါ့နော်အဲ့တော့ Frank Lampard ဘာပြောသလဲကျွန်တော်ချယ်ဆီအသင်းတော်အတဲ့ ပြည်ပြည်စုံနဲ့ကိုယ်လည်းကစားသမားတယောက်ကိုခေါ်ယူခြင်းခဲ့မှုပါတယ်။ချက်စီအင်းကိုကျွန်တော်နီးပြစဉ်က Declan Rice ကိုအရန်လိုချင်ခဲ့တာတဲ့။ဒါပေမဲ့ဝက်ဆန်ရဲ့များပြားလွန်းတဲ့ပြောင်းရွှေ့ကြီးကြောင့် Rice ကိုခေါ်ဖို့ကကျွန်တော်အတွက်ခက်ခဲခဲ့ပါတယ်။ဒါအပြင်သူကကျွန်တော်အကြိုက်ဆုံးကွင်းလင်ကစားသမားဖြစ်တယ်လို့သူသာအခုချိန်ချယ်ဆီမှာဆက်ရှိနေလာမယ့်10နှစ်အတွင်းအသင်းကောင်းဆောင်တောင်ဖြစ်နေလောက်ပြီဆိုပြီးတော့ကျွန်တော်မကြခဏပြောခဲ့ပူပါတယ်တဲ့ဆိုတော့ကျွန်တော်တော့ဟိုကို့အသင်းကစားသမားရဲ့တခြားအသင်းကစားသမားတွေကွန်ပယ်လောက်တာတော့မဟုတ်ဘူ တယောက်နဲ့တယောက်ကမတူကြဘူး။ကွင်းလေကစားသမားဆိုပြီးတော့ရေဘူးရဆဆန်ပြောလိုက်ရင်တော့မှန်တယ်။ဒါပေမဲ့ကိုက်စရိုးကောင်းတဲ့အပိုင်းတွေက declarize တဲ့မတူညီတဲ့အပိုင်းမျိုးတွေရှိတယ်မတူဘူးဗျာဒါလေးကိုတော့ခွဲခြားသိမြင်မှုတော့လိုတယ်ပေါ့နော်ဒါ declarize ဆိုရင်အဲဥသိဥသာမှုပိုင်းအရန်ကောင်းတယ်ပတ်စင်တွေအရန်ကောင်းတယ်ရှစ်တက်နောက်စေမမောနိုင်မပန်းနိုင်တယ်ကစားနိုင်တယ် Frank Lampard ဒါကိုအရန်သဘောကျခဲ့တာပါဆိုတော့ Lampard ခေါ်ခဲ့တဲ့လူတွေထဲမှာဆိုရင်လည်းမှားတာရှိတယ်လို့မှန်တာလည်းရှိတယ် Rice တာ Chelsea ကိုရောက်လာခဲ့ရင်ဒါ Lampard ပြောသလိုမျိုးပဲဒီချိန်ဒီခါမှာသူအသင်းကောင်းဆောင်တော့ဖြစ်နေပြီဆိုတာသိကြတယ်အင်္ဂလန်သားဖြစ်တယ်အချောက်လန့်လုံးဝမရှိဘူးဒိုင်နဲ့ဆွေးနွေးရမယ့်အပိုင်းမျိုးပဲဖြစ်ဖြစ်ပြိုင်ဘက် ကစားသမားရဲ့နဲ့ညင်းခုံရမယ့်အပိုင်းမျိုးဖြစ်ဖြစ် Rice ကအကောင်းဆုံးဥဆောင်နိုင်တဲ့ကစားသမားတစ်ယောက်ပါဒီလိုရည်သွေးမျိုးတွေကိုတည်တဲ့အတွက်ကြောင့်လဲ Arsenal ကဘလုံးရာသီတရာဒီလောက်ပဲကြံတော့တဲ့ကစားသမားကို YouTube ဖွဲ့ပြောင်းရွှေ့ကြီးပေးပြီးတော့ခေါ်ခဲ့တာဖြစ်ပါတယ်အခုချိန်မှာ Declan Rice ရဲ့အခြေစွမ်းပိုင်းဒါအသင်းပေါ်မှာအထောက်ကူပြုနိုင်တဲ့အပိုင်းနေသည်လုံးဝဒီပြောင်းရွှေ့ခြင်းနဲ့ထိုက်တယ်နေဆိုတာတက်တည်ပြထားခဲ့ပြီးဖြစ်ပါတယ်အခုချိန်မှာတော့ Rice နဲ့ Chelsea ဇလန်ပုံမြင်လေးတစ်ပုတ်အဖြစ်သာပြီးဆုံးသွားခဲ့ပြီပေါ့နော်ကျွန်တော်တို့ Chelsea ရဲ့ ဒါကော့ဖန်ထုတ်ကုန်တယောက်ဖြစ်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့အာဆင်နယ်တင်းမှာအကောင်းဆုံးခြေသွမ်းနေပြသနေတဲ့ကစားသမားတယောက်ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုဒီမှာနာခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ